ျိုးစားပြီးတရားဘာဝနာများကိုပြင်ကြံကျိုးစားပေါ်ပြကြရမယ်။ဒါကြောင့်ယောဂီများအနေနဲ့ကိုယ့်ရဲ့ဇန်နာမှာတမာတိရရှိဖို့ရန်တွေ့ကြိုက်တဲ့အိဟိယဘုရားထိုင်ပြီးရင်ခါလီကိုဖြတ်မှသွားထားပြီးတော့ဘယ်ဘယ်လောကအောက်ကထားနဘယ်လောကဘောကတင်းခေါင်းလေးကိုအနည်းတော်ထားပြီးတော့မျက်လုံးကိုမှိတ်ပါးစပ်ကိုပိတ်လျက်ဥဇောပထမတောတတောဝအတ္တတတိတတောဝပတ္တတတိတောထို အာနာပါနကမ္မထံစီပြန်တဲ့ယောဂီစီပတောဝတတိတိယလက်ကံထား၍သာလေအတ္တတတိထွက်တကူဖြစ်စေရမယ်တတောဝတတိတိယကောင်းစွာထား၍သာလေပတ္တတတိဝင်တဲ့ကူဖြစ်စေရမယ်တတိတိယကောင်းကောင်းထားပြီးတော့ဝင်လေတိထွက်လေတိဝင်လေတိထွက်လေတိလုပ်ပြရမယ်လို့ဖရာရှင်ကိုယ်တိုင်ညွှန်ကြားထားခဲ့တော့ကြောင့်ယောဂီများကလည်းဖရာဘုမာယောဂီ ကိုယ့်ရဲ့ဘုံမှာလည်းပဲတမာတိရရှိဖို့ကြံအတွက်ဝင်လေသည့်ထွက်လေသည့်ဝင်လေသည့်ထွက်လေသည့်လုပ်ပြီးရင်တမာတိများကိုထူထောင်ပြရရမယ်။အေးဤကဲ့သို့ထွက်လေသည့်ဝင်လေသည့်လုပ်ပြီးရင်တမာတိများကိုထူထောင်ပြကြတော့ကြောင့်နောက်ဆုံးယောဂင်များရဲ့စိတ်ပြီးသာသမီပစ္စည်းအယောင်ဝယ်အစရှိတဲ့ဘေးအယုံချက်ပါရှိရာကိုမှလောကပြန့်လွင်ပြီးပြေးမသွားတော့ဘဲနဲ့မိမိရဲ့စိတ်ဒီထွက်လေဝင်လေ ထွက်နေဝင်နေဆိုတဲ့တခုကြီးသောအာယုဘုံမှာပဲဒီဓာတ်မှုဒီငြိမ်မှုစွဲမဲမှုရှိနေပြီဆိုရင်အေးယောဂီများရဲ့တန်တမ်းမှာသမာဝါယောမမက်ခင်သမာတတိမက်ခင်သမာသမာတိမက်ခင်ဆိုရဲသမာတိမက်ခင်သုံးပါးနဲ့ပြည့်စုံပြီယောဂီများရဲ့တန်တမ်းမှာခဏိကသမာတိရရှိရလာပါပြီထွက်နေဝင်နေတို့ရဲ့ထွက်ဆက်ခဏဝင်ဆက်ခဏထွက်ဆက်ခဏဝင်ဆက်ခဏအတိုင်းမှာမိမိရဲ့စိတ်တည်အဲ့ဒီထွက်နေဝင်နေခေါ်တဲ့ တခုတည်းသောအာယုံပေါ်မှာပဲတည်ငြိမ်မှုစွဲမြဲမှုရှိနေပြီဆိုရင်ယောဂိများရဲ့တန်တာမှာခဏိကသမာဓိရရှိလို့ရပါပြီတဲ့။ဤကဲ့သို့စိတ်ငြိမ်သက်ပြီးခဏိကသမာဓိရရှိလာတဲ့အချိန်ကာလကစပြီးယောဂိများရဲ့တန်တာမှာယုတ်တရားဘက်ကလည်းပဲဖောက်ပြန်မှုတွေအမျိုးမျိုးပေါ်မှာပါပဲ။နန္တရားဘက်ကလည်းပဲဒုက္ခဒုက္ခဥိခါလို့တဲ့ဝေဒနာသုံးပါးကလည်းပေါ်မှာပါပဲ။ နောက်တကနန္တရားဘက်ကမြင်စိတ်ကြားစိတ်နာစိတ်စားစိတ်ယာနာကောင်းစိတ်တွဲကြောကြံစီစိတ်လောဘစိတ်ဒေါသစိတ်မောဟစိတ်အလောဘစိတ်အာဒေါသစိတ်ခေါ်တဲ့နန္တရားဘက်ကစိတ်တရားများကလည်းပေါ်မှာပါပဲအေးဤကဲ့သို့တမာတိတီချောင်းလို့တမာတိရရှိနေတဲ့အခိုင်ယောဂိများရဲ့ခန္ဓာကိုယ်တဏှာကနေပူးမှုသဘောအေးမှုသဘောလှုပ်မှုသဘောကြွမှုသဘောအစရှိတဲ့ တဘာဝသဘောတရားတစ်ခုခုပေါ်လာပြီဆိုရင်ကြောက်ကြီးများကထွက်လေသည့်ဝင်လေသည့်ရဲ့လို့ဆက်ပြီးတော့မလောက်တော့ပဲနဲ့ပုံမှန်တိုက်ရှုပြီးရင်အဲ့ဒီဖောက်ပြန်လာတဲ့ဖောက်ပြန်မှုတွေအပေါ်မှာမမကန်ကန်သုံးတာပြရမယ်ဆင်ရင်ပြရမယ်နှလုံးသွင်းသွင်းပြရမယ်ဘယ်လိုမမကန်ကန်သုံးတာဆင်ခြင်းနှလုံးသွင်းရှုမှတ်ပြရမှာလဲဆိုရင်ဩငါရဲ့သံတမ္မာငါရဲ့ခန္ဓာမှာဒီ ပုဒေဘောအေဒဘောလှုပ်တဘောယွာတဘောတောက်တဘောတင်းတဘောဆိုတဲ့ဖောက်ပြန်မှုတွေကငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးငါရဲ့အတ္တမဟုတ်ဘူးငါနဲ့ဘာမှမဆိုင်ဘူးသူ့အကြောင်းကြားကြသူပေါ်လာတဲ့အကျိုးတရားတွေပဲယုတ်တရားတွေပဲယုတ်တရားတွေပေါ်လာတာပဲရေလို့မမှန်ကန်ကသုံးတာပေးပါဆင်ခြင်ပေးပါယုတ်တရားပေါ်မှာငါဘောင်းကပူတယ်ငါရင်ကပူတယ်ငါခါကတောက်တယ် ငါတို့ကအောက်တယ်လို့တွားပြီးတော့ငါမဆွဲပါနဲ့ပူတယ်အေးတယ်လှုပ်တယ်ရွတယ်တောက်တယ်တင်းတယ်ဆိုတာဒီယုတ်တရားပါမိမိနဲ့ဘာမှမဆိုင်ပါဘူးမိမိရဲ့ကိုယ်ပိုင်ဥစ္စာမဟုတ်ပါဘူးမိမိရဲ့အတ္တလည်းမဟုတ်ပါဘူးသူ့အကြောင်းတရားကြောင့်သူ့ပေါ်လာတဲ့အကျိုးတရားပါယုတ်တရားပါဒါကြောင့်ကိုယ့်ရဲ့သဏ္ဍာန်မှာပူတယ်အေးတယ်လှုပ်တယ်ရွတယ်တောက်တယ်တင်းတယ်ဆိုတဲ့ဖောက်ပြန်မှုတွေပေါ်လာတဲ့အခါမှာငါငါဥစ္စာလို့အတ္တဒိဋ္ဌိ အတ္တနိယဒိဋ္ဌိနဲ့မစွဲလမ်းပဲနဲ့ဒါယုတ်တရားတွေပဲယုတ်တရားတွေပဲယုတ်တရားတွေဖောက်ပြန်ပြီးတော့ပေါ်လာတာပဲရေလို့မမှန်ကန်ကန်လုံးတာပြရမယ်ဆင်ရင်ပြရမယ်ရှုမှပြရမယ်ယုတ်တရားပေါ်လာရင်ယုတ်တရားပဲလို့သိမှသားလဲတက္ကရာဒိဋ္ဌိကအတ္တဒိဋ္ဌိကကင်းစင်မှာပေါ်လာကယုတ်တရားကိုကယုတ်တရားလို့မသိပဲနဲ့ငါပေါင်းကပူတယ်ငါခက်ကတောက်တယ်ငါကြောကအောက်တယ်အစရှိစီဖြင့် ရုပ်ရဲ့ပုံမှာငါငါဥစ္စာတွားပြီးတော့ရောကြမယ်ဆိုရင်ယူပံအတ္တတော်သမနုပတ္တိယူပံပူတယ်အေးတယ်လှုပ်တယ်ရွတ်တယ်တောက်တယ်တင်းတယ်ဆိုတဲ့ရုပ်ရဲ့ပုံမှာငါပူတယ်ငါအေးတယ်ငါလှုပ်တယ်ငါရွတ်တယ်လို့ငါတွားပြီးတော့ရောကြမယ်ဆိုရင်ကိုယ့်ရဲ့သဏ္ဍာန်မှာတက္ကရာဒိဋ္ဌိစွဲလန်းလာမယ်ဆိုရင်အာနေတဲ့ဒုပ္ပလဝိပဿနာဖြစ်သောကြောင့်မညာကုညာမရထင်တော့ပါဘူးတဲ့ဒါကြောင့်ကျေးဇူးရှင်အက္ကမပန္နိတ မကုတ်ဆရာတော်ခရားကြီးကလည်းပဲတရားဓမ္မရှုမှတ်တဲ့အခါမှာဒိဋ္ဌိမပြုတ်ပဲနဲ့ရှုတဲ့ဝိပဿနာသည်အာနေတောဝိပဿနာဖြစ်လို့မညာဘုညာမြေမြန်ဆန္ဒမရနိုင်ဘူးလို့သုံးမဩဝါဒပြီးခဲ့ပါတယ်။ဒါကြောင့်ယောဂီများဝိပဿနာရှုတိုင်းရှုတိုင်းအာနေတောဒုက္ခလဝိပဿနာမဖြစ်စေပဲနဲ့အာကောင်းတော်ဘလဝဝိပဿနာဖြစ်ဖို့ရန်ယုတ်တရားပေါ်ရင်ယုတ်တရားပဲလို့သိပြရမယ်။ ဒါဖြင့်ယုတ်တရားပေါ်ရင်ယုတ်တရားပဲလို့သိမှဆိုရင်ဒီယောဂီမျိုးစားသည်အမှန်ရှိတဲ့ယုတ်တရားကိုယုတ်တရားပဲလို့အမှန်ကန်သိပေးကြတော့ကြောင့်သက်ကာယဒိဋ္ဌိအတ္တဒိဋ္ဌိအတိညာအပင်ကင်းစင်သွားပြီတခါယောဂီများရဲ့တဏ္ဍမှာတရားထိုင်လို့အတော်တန်ကြားလာပြီဆိုရင်ခန္ဓာကိုယ်တဏှာကနေနာတယ်ကျင်းတယ်ကြိုက်တယ်ခဲတယ်အောက်တယ်ရတယ်အိုက်တယ်စက်တယ်အစရှိတဲ့မခံတာသောခံစားမှုတွေလည်းပဲ ပေါ်လာတတ်တာပဲဟေးကိုယ့်ရဲ့ခန္ဓာမှာငါချင်းကြိုက်ခဲအစရှိတဲ့မခံထားတဲ့ခံစားမှုတွေပေါ်လာရင်လည်းပဲယောဂီများကငါဘောင်းကကြိုက်တယ်ငါခါကကြိုက်တယ်ငါရင်ကအောက်တယ်ငါကောင်းကကြိုက်တယ်လို့ငါတော်ပြီးတော့မရောကြပဲနဲ့ဩနာတယ်ကျင်တယ်ကြိုက်တယ်ခဲတယ်အောက်တယ်ဆိုတာဒီငါငါဥစားမဟုတ်ငါရဲ့အတ္တမဟုတ်ဖတ်တတ်ကအကြောင်းခံတော့ကြောင့်ပေါ်လာတဲ့အကျိုးတရားတွေပဲဒုက္ခဝေဒနာတွေပဲဒုက္ခဝေဒနာတွေ ပေါ်လာတာပဲလို့မမကန်ကသုံးတာပေးပါဆင်ရင်ပေးပါရှုမပေးပါအဲပေါ်လာတာကဝေဒနာကိုကဒုက္ခဝေဒနာလို့မကြည့်ဘဲနဲ့ငါကြိုက်တယ်ငါကျင်တယ်ငါအောက်တယ်အစရှိစီပဲငါတော့ပြီးတော့ရောကြမယ်ဆိုရင်ဝေဒနာအတ္တတော်သမုပ္ပတ္တိဝေဒနာနာမှုကျင်မှုကြိုက်မှုခဲမှုအစရှိတဲ့မခံတာတဲ့ခံစားမှုဒုက္ခဝေဒနာပေါ်မှာ ငါနာတယ်ငါချင်းတယ်ငါကြိုက်တယ်ငါခဲတယ်လို့ငါတော့ပြီးတော့ရောကြမယ်ဆိုရင်ကိုယ့်ရဲ့တဏ္ဍမှာတိုက်ခရာဒိဋ္ဌိဖြစ်ပေါ်လာတော့ကြောင့်အာနေတော့ဒုပိလဝိပဿနာဖြစ်သွားပြီမညာပုညာမရနိုင်တော့ဘူးဒါကြောင့်အာကောင်းတော့ဘလောဝိပဿနာဖြစ်ဖို့ရန်ကိုယ့်ရဲ့တဏ္ဍမှာငါချင်းကြိုက်ခဲအစရှိတဲ့မခံစားတဲ့ခံစားမှုတွေပေါ်လာရင်လည်းပဲငါငါဥစ္စာမစွဲဘဲနဲ့အော်ဒုက္ခဝေဒနာပဲ ဩဒုက္ခဝေဒနာတိပေါ်လာတာပဲရေလို့မမကံကတုံးကြပြပါဆင်ញင်ပြပါအေးယောဂိမရရဲ့တဏ္ဍာမတဲ့ဖတ်တတ်ကအကြောင်းခံရင်ခံစားတဲ့ချမ်းသာတဲ့သဘောဒုက္ခဝေဒနာလည်းပေါ်မှာပါပဲဖတ်တတ်ကအကြောင်းခံရင်မခံစားတဲ့သဘောခံစားမှုဆင်းရဲသောခံစားမှုဒုက္ခဝေဒနာဓမ္မတွေလည်းပေါ်မှာပါပဲဖတ်တတ်ကအကြောင်းခံရင်ချမ်းသာသောခံစားမှုလို့လည်းမဆိုရတဲ့ ဆဲသောခံစားမှုတို့လည်းမဆိုရတဲ့အလဲလခံစားမှုဥပိ္ပခာဝေဒနာလည်းပေါ်မှာပါပဲဟေးယောဂိညာရဲ့တန်တမဖတ်တတ်ကအကြောင်းခံတော့ကြောင်းဒုက္ခဒုက္ခဥပိ္ပခာဘယ်ဝေဒနာပဲပေါ်ပေါ်ငါချမ်းသာတယ်ငါဆင်းရဲတယ်ငါချမ်းသာဆင်းရဲကင်းတယ်ငါမှာဘာဝေဒနာမှမရှိပါဘူးလို့မယူပဲနဲ့ဒုက္ခနဲ့တူချမ်းသာတဲ့ခံစားမှုတွေပေါ်လာရင်ဒုက္ခဝေဒနာဘယ်ရဲ့လို့သိပြီပါ ချဲသောခံစားမှုပေါ်လာရင်ဒုက္ခဝေဒနာပေါ်နေကြပဲလေလို့သိပြီပါ အလားစားခံစားမှုပေါ်လာရင်ဥပေက္ခဝေဒနာပဲလေလို့သိပြီပါဆင်ញင်ပြီပါနှလုံးသွင်းပြီပါအသိမှပြုပြီပါဒီကဲ့သို့ကိုယ့်ရဲ့ခန္ဓာကနေချမ်းသာသောခံစားမှုချဲသောခံစားမှုအလားစားခံစားမှုခေါ်တဲ့ခံစားမှုသုံးပါပေါ်တိုင်းပေါ်တိုင်းဩဒုက္ခပဲဩဒုက္ခပဲ ဟောဥပိ္ခာဝေဒနာတိပေါ်နေကြပေလို့မမကန်ကန်သိပြကြမှာဆိုရင်ဒီယောဂီများသည်အမှန်ရှိသောဝေဒနာ၃ပါးကိုဝေဒနာဖေးရလို့အမှန်ကန်သိအမှန်ကန်မြင်ပြကြတော့ကြောင့်အမှားမြင်မှုအမှားသိမှုအမှားဆွဲလမ်းမှုဆိုတဲ့တက္ကရာဒိဋ္ဌိကြီးဟာအတိညာအပင်ကင်းစင်သွားပြီတခါယောဂီများရဲ့တဏ္ဍာမတခါတရားကြပြန်တော့အာယုန်တဝါရကတက်ဆိုင်ရင်ယောဂီများရဲ့တဏ္ဍာမ ရှားသိနန်းသိစားသိရနာကောင်းသိစသရှိတဲ့စိတ်တရားများကလည်းပေါ်မှာပါပဲမပေါ်မရှိပါဘူးအာယုံတော်ရကပြုပြင်တိုင်းပြုပြင်တိုင်းယောဂီများရဲ့ခန္ဓာမှာမြင်စိတ်ရှားသိနန်းသိစားသိစရှိတဲ့စိတ်တရားများ ပေါ်လာတဲ့အခါမှာလည်းပဲယောဂီများကငါမြင်တယ်ငါကြားတယ်ငါနံတယ်လို့မစိုးပဲနဲ့ဩမြင်တာဒီမြင်စိတ်ပဲကြားတာဒီကြားစိတ်ပဲနံတာဒီနံစိတ်ပဲ သာသာသည်စာစီပဲတွိဋ္ဌိသာသည်တွိဋ္ဌိစိတ်ပဲရသာကောင်းစိတ်ပဲတွိတော့ကြံစီစိတ်ပဲရေလို့သူခိုင်းတဲ့သူသူ့ထွာရတဲ့သူဖြစ်ပေါ်လာတဲ့ဖြစ်ပေါ်လာတိုင်းမြင်စိတ်ပဲကြားစိတ်ပဲနားစိတ်ပဲလို့မမှန်ကန်ကသုံးတာပြေးပါထင်ရင်ပြေးပါရှုမှပြေးပါ စိတ်တရားပေါ်မှာငါမြင်တယ်ငါကြားတယ်ငါနာတယ်ရေတွားပြီးတော့ငါမစွဲပါနဲ့ငါမြင်တယ်ငါကြားတယ်ငါနာတယ်ဟူ၍တွားပြီးတော့စွဲမိရင် ဝိညာဏအတ္တတော်သမနုပတ္တိဝိညာဏမြင်စိတ်ကြားသိနာသိအစရှိတဲ့ဝိညာဉ်၆ပါးသဘောပါရဲ့ပုံမှာအတ္တတော်ငါမြင်တယ်ငါကြားတယ်ငါနာတယ်ဟူ၍ငါသွားပြီးကြွဆွဲကြမယ်ဆိုရင်တဲ့အဲ့ဒါတက္ကရာဒိဋ္ဌိဖြစ်သွားပြီအာနေသောဒုက္ခလဝိပဿနာဖြစ်သွားပြီမညာပညာကိုမြင်မြန်ဆန်းလာကျေးဇူးမပြုနိုင်တော့ဘူးဒါကြောင့်ကျေးဇူးခြင်းအက္ကမပန္တိတဘဂဝတ်ဆရာတော်ဖရာကြီးက တရားတော်မှာရှိမှတ်တဲ့အခါမှာအာနေသောဒုဗလဝိပဒနာမဖြစ်စီပဲနဲ့အာကောင်းသောဘလဝဝိပဒနာ ဖြစ်ပြီးမညာပူညာကို အများစားရဖို့ရအတွက်ယုတ်တရားပေါ်ရင်ယုတ်တရားပဲလို့သိပြရမယ်ဟေဝေဒနာပေါ်လာရင်ဝေဒနာပဲလို့သိပြရမယ်ဟေစိတ်ပေါ်ရင်စိတ်ပဲလို့သိပြရမယ်ဟေလို့ဆုံးမဩဝါဒပေးခဲ့ပါလေဒါကြောင့်ယောဂီများကလည်းကိုယ့်ရဲ့ခန္ဓာမှာယုတ်ပဲပေါ်ပေါ်ဝေဒနာပဲပေါ်ပေါ်စိတ်ပဲပေါ်ပေါ် ဩယုတ်တရားတွေပေါ်လာတာပဲဩဝေဒနာတရားတွေပေါ်လာတာပဲဩစိတ်တရားတွေပေါ်လာတာပဲလို့မှန်မှန်ကန်ကန်သုံးသဆင်ခြင်းရှုမှတ်ပြကြမယ်ဆိုရင်အေယောဂီများသည်အမှန်ရှိသောယုတ်ဝေဒနာစိတ်တရားများရဲ့ပုံမှာအမှန်ကန်ယောဂီအားပဲဝေဒနာတရားပဲစိတ်တရားပဲလို့မှန်မှန်ကန်ကန်သိပြကြမယ်ဆိုရင်အမှန်ရှိတဲ့ယုတ်ဝေဒနာ စိတ်တရားများရဲ့အပေါ်မှာအမှန်ကန်သည့်အမှန်ကန်မြင်ရကြတော့ကြောင်းဘဝယုတ်တရားခေါ်တဲ့ယုတ်ဝေဒနာစိတ်ခေါ်တဲ့ဉာဏ်တရားများရဲ့အပေါ်မှာယုတ်တရားပဲဉာဏ်တရားပဲလို့မှန်မှန်ကန်ကန်သိပြီးကြတော့ကြောင်းကိုယ့်ရဲ့သံသမာယုတ်တရားဉာဏ်တရားအင်းပိုက်ရဲ့အပေါ်မှာယုတ်ပဲနံပဲရဲ့လို့အမှန်ကန်သည့်အမှန်ကန်မြင်နိုင်ကြတော့ကြောင်းယောဂီများရဲ့ဟာတရားမှာနာမယူပပရိသေဇာညာရတော်တော်ကြောင်းတက္ကရာဒိဋ္ဌိဝိတိကိစ္စဤနှဖျားသည် အတိညာအဘိကိစ္စံသွားပြီအာကောင်းတော့ဘလဝဝိပဿနာဖြစ်သွားပြီဒါကြောင့်ယုတ်တရားနန္တရားဤနှပါးရဲ့ဘုံမှာယုတ်တရားပဲနန္တရားပဲလို့ဘမရှိပိုင်းမှာသိထားမှသာရင်တက္ကရာဒိဋ္ဌိဝိသိကိစ္စဤနှပါးကအတိညာအဘိကိစ္စံနိုင်ပါတယ်ယုတ်တရားနန္တရားဤနှပါးကိုအမှန်ကန်သိပြီးတက္ကရာဒိဋ္ဌိအတိညာအဘိကိစ္စံပြီးအထုတ်တဲ့ဝိပဿနာကမှသာလျှင် အားကောင်းတဲ့ဘလဝဝိပဿနာ ဖြစ်နိုင်ပါလေ။ဒါကြောင့်ယောဂီများလည်းပဲယုတ်တရားပေါ်ရင်ယုတ်တရားပဲ။နန္တရားပေါ်ရင်နန္တရားပဲလို့သိပြီးတဲ့ချိန်ကကလကံစား၍နာမယူပပိဋိဒဉာဏ်ရသွားသောကြောင့်သက္ကာယဒိဋ္ဌိဝိသိကိစ္စအင်းဖြာသည်။အတိညာအပင်ကင်းစင်ပြီးတော့ဒီအားကောင်းတဲ့ဘလဝဝိပဿနာနဲ့ဆက်လက်ပြီးတော့ယုတ်ပေါ်နံပေါ်မှာယောဂီများကသမာဓိ သမာသင်္ကပ္ပာဆိုတဲ့ပညာမဲ့ကံတပါဆိုတဲ့ဉာဏ်နဲ့စောက်ပြီးကဲခတ်ကြည့်မယ်သုံးသာကြည့်မယ်ရှင်းရှင်းကြည့်မယ်ဆိုရင်အေးယောဂီများဒီရုပ်ပုံမှာပဲကဲခတ်ကဉာဏ်ပုံမှာပဲကဲခတ်ကမြတ်စွာဘုရားကနာမယူပါအိဇာဟေးတဲ့ရုပ်လည်းမခိုင်မြဲဘူးကွာဉာဏ်လည်းမခိုင်မြဲဘူးယောဂဏတပါဒီဖြစ်ပြီးရင်ပြည့်စည်ရမှာကြီးပဲပေါ်ပြီးရင်ပျော့ပြရမှာကြီးပဲလို့ခရီးရှင်ကိုယ်တိုင်ဟောကြားခဲ့တော့ကြောင့်ယောဂီများကလည်းဘုရားပေါ်မှာယုံကြည်ပြီးတော့ ကိုယ်ခန္ဓာမှာပေါ်နေပေါ်လာတဲ့ပေါ်နေတဲ့ယုံနာတပါးကြီးမြဲလားမမြဲဘူးလားလို့သိရအောင်အမှန်သိမှုအမှန်ကြံမှုဆိုတဲ့ပညာမဲ့ခင်တပါးဆိုတဲ့ညာနဲ့ဆူဆူဆတ်ဆတ်စောပြီးကြည့်လိုက်ပါဆိုရင်အေးယောဂီများရဲ့ညာအောက်မှာပဲယုတ်တရားနန္တရားဤနှပါးဟာခဏမတဲ့တဲတဲနဲ့ရောက်တော့ရွာရွာနှုတ်နှုတ်ဖွဲဖွဲမွားမွားကျဲမြဖြဲလိုက်ဖြဲလိုက်ဖြဲလိုက်ပြဲလိုက် ေါ်လိုက်ပြောက်လိုက်ပေါ်လိုက်ပြောက်လိုက်အဟောင်းချုပ်အတိပေါ်တန်တတိဆက်စားပြီးမကြခဏချိန်မှောင်ရစွာချက်ကချက်ကဖြစ်ပြနေတဲ့ဖြစ်မှုပြမှုသဘောအစုကိုတွေ့ကြရပါလိမ့်မယ်မြင်ရရပါလိမ့်မယ်ဟေးခန္ဓာငါးပါးယုံနာနှစ်ပါးတို့ရဲ့ဖြစ်မှုပြမှုသဘောအစုကိုတွေ့ရမြင်ရတဲ့အချိန်ကကာလကစပြီးဩလောကသောလောကသံဃာကငါပဲသူပဲယောက်ျားပဲမိန်းမပဲသူပောင်ခါခြေလိုက်ပဲလို့ပြောကြများတော်တယ် ယောဂီများရဲ့ဉာဏ်မျိုးမှာယောက်ျားမိန်းမလည်းရှာမတွေ့ဒုပေါင်းကားချိလိုက်ဘာတခုမှရှာမတွေ့ပဲနဲ့ပုံမှန်တန်တန်အထက်ကြက်တမှုဝပညာတန်ထာဏပညာတွေကြောက်ွယ်ပြီးတော့သဘောတရားသာလင်ပေါ်လာသဘောတရားပျက်စီးသွားသဘောတရားသာလင်ပေါ်လာသဘောတရားကြီးပျက်စီးသွားဆိုတဲ့သဘောတရားလေးကြီးရဲ့ဖြစ်ပုံပြက်ပုံအလုံးစုံကိုတွေ့ရမြင်ရသိရတဲ့အချိန်ကစ၍သက်ကာယဒိဋ္ဌိပုစိကိစ္စအင်းဖျားပြီး အပွားညာအပင်ကင်းသွားပြီသံတရာဘဝသခွင်မှာဒီခါမှမရခဲ့ရအမြင်သာသနာတွင်ကြုံလို့ကျုမဘောမြအားထုတ်လို့ရနိုင်တဲ့အမြင်အမြင်နာမှာရခဲ့တဲ့အမြင်ပါပဲဒီအမြင်မှာရမှသာလျှင်သာသနာနဲ့တွေ့ရလို့ညံ့မယ်ဒါကြောင့်ယောဂိညာသည်ခန္ဓာ၅ပါးယောက်ျားနှစ်ပါးပေါ်မှာဖြစ်ပျက်ကိုမြင်ပြီးအမြင်မှန်ရတဲ့အချိန်ကစ၍ ဒိဋ္ဌိဝိသိကိစ္ဆာဤနှပြအပွားညာအပင်ကိစ္စံတွားညာတို့လည်းပဲယောဂိညာကဆက်ကဆက်ကရှိမှများစွာရှုမပေးကြဥမ္မဆိုရင်ယောဂိညာရဲ့ရှုမပွားများတဲ့ညာကရှုမပွားများပါအာတိပိယင်းကျက်ယင်းကျက်ယင်းကျက်လာမှဆိုရင်ဩခန္ဓာ၅ပါးယုံနာ၅ပါးမှန်ကဘယ်ရုပ်ဘယ်နာဘယ်ခန္ဓာမဆိုမမြဲပါလားဖြစ်ပြီးရင်ပျက်စီးရမယ်ဒုက္ခသစ္စာကြီးပဲလို့ပတိဝေဒညာနဲ့ခန္ဓာ၅ပါးယုံနာ၅ပါးဒီ ဒုက္ခသစ္စာသာအစစ်မှန်ဖြစ်ပါတကားဟူ၍ပတိဝေဒညာနဲ့ပိုင်းခြားလိုက်ပါရောယောဂိညာရဲ့ညာအောက်မှာခန္ဓာ၅ပါးယောညာ၅ပါးဖြစ်ပြဒုက္ခ၏အကျိုးအကျံမရှိချုပ်ဆုံးပြီးယောဂိညာရှုမှတ်ပေါ်များတဲ့ညာကလည်းပဲမဂ္ဂင်၅ပါးကမဂ္ဂင်၈ပါးဆုံးပြီးအဲ့ဒီမဂ္ဂင်၈ပါးဆိုရဲ့ညာတို့ညာမြတ်ကြီးကနိဗ္ဗာန်ဆိုတဲ့ဆွဲကံရပြီးကိုရာကိုရတော့ကြောင့်ဒီခြင်းကစ၍အဘယ်ကိုပို့တတ်တဲ့ သက်ကာယဒိဋ္ဌိဝိသိကိစ္စအရင်ဖြာကိုအပေညာသမုတ်စေကြပါအဖင်ပြလိုက်ကြရတွေ့ဟေးယောဂီများသည်သောတာပတိမညာဖုန်ညာရာပြီသောတာပန်ပုဂ္ဂုတုပုဂ္ဂိုလ်ညာများဖြစ်ကြပြီရင်ကိုလိုရှိတဲ့အခါမှာဖလားတမ္ပဘဝင်စားပြီနိဗ္ဗာန်ချမ်းသာကို အာယုံပြုရမှာနိဗ္ဗာန်ကိုမြင်ကြရမှာနိဗ္ဗာန်ကို အာယုံပြုနိုင်မှာ ဖြစ်တော့ကြောင်းနိဗ္ဗာန်ကိုတွေ့ခြင်းမြင်ခြင်းအာယုံပြုခြင်းမညာဖုန်ညာရောက်အောင်ကြိုးစား မညာဖွညာလိုရင်ဝိပဿနာရှုပွားဝိပဿနာညာအမြင်မှရခြင်းရင်ဒိဋ္ဌိဝိသိကိစ္စာပြုတ်ပြီးတဲ့ပြုတ်ပြီးမှရှုတဲ့အားကောင်းတဲ့ဝိပဿနာကသာလေမညာဖွညာကိုကျေစုပြည့်နိုင်တော့ကြောက်ရုပ်ပေါ်ရင်ယုံမှန်သိပါနာမ်ပေါ်ရင်နာမ်မှန်သိပါယုံနာနှစ်ပါးရဲ့ဖြစ်ပျက်ကိုမြင်အောင်ရှုပါမဟုတ်အောင်ရှုပါထုံအောင်ရှုပါဒါကြောက်ယုံနာနှစ်ပါးရဲ့ပုံမှာယုံမှန်နာမ်မှန်သိဖို့ ယုံနာနှစ်ပါးရဲ့ဖြစ်ပျက်ကိုမြင်ဖို့ယုံနာနှစ်ပါးရဲ့အဖြစ်ပျက်ကိုမုံဖို့မုံညာဝင်ဖို့အရေးကြီးယောဂီများရဲ့တာဝန်ဧကံဖြစ်သောကြောင့်ဇောဇာတိခံပြီးထက္ခထက္ခအချိန်မှန်များစွာရှုမှတ်ပေးကြ